ားလုံးပဲမင်္ဂလာပါကျွန်တော်ရကုရီမတွေအားလုံးပဲမင်္ဂလာညချမ်းပါဗျာเนาะကျွန်တော်အမြင်အားဖြင့်နေကုရီမတွေဆက်ကြရတော့ကျွန်တော်ရကုရီမတွေအားလုံးပဲမင်္ဂလာရှိတော်ညချမ်းနေဖြစ်ကြပါစေဗျာเนาะအဲတော့ကျွန်တော်တို့ကျဲမာကကျွန်တော်မိတ်ဆွေကုရီမတွေအားလုံးပဲကျွန်တော်တို့ပတ်လည်တော့ဗောเนาะသုံးလုံးတူတော့ပဲရလိုက်တယ်အဲတော့အားလုံးသောမိတ်ဆွေကုရီမတွေအားလုံးပဲ ချဲရတော့ကျွန်တော်ဒီဘက်ကလည်းကျွန်တော်တွတ်ပဲပေါ့နော်ပြီးခဲ့တဲ့ဘက်ကလည်းတွတ်ပဲရလိုက်တယ်ဖြစ်တဲ့အတွက်ကြောင့်လို့အခုအရှိလာမဲ့ဘတ်တော်ထဲမှာ19ရက်လေးရနေပြီးတော့23ရက်နေ့ထိလာရမယ်တထိပ်ပြည့်ဇာတုမွေးကိုဖြီးမယ်တထိပ်ပြည့်ဇာတုဟို special မွေးရှိကွက်ရှိမယ်မထွက်မဖြစ် power break တစုံပေးမယ်နော်အဲ့တော့အားလုံးကိုကျွန်တော်မိတ်ဆွေကိုဒီမားရဲ့အားလုံးကိုအပေါ်မှာရှိတဲ့မူ၃ချက်တိုက်ကိုမူ၃ချက်ကိုကျွန်တော်မိတ်ဆွေအားလုံးကိုကျွန်တော် free ပေးသွားမယ်အဲ့တော့အားလုံးပဲ ကျွန်တော်အကူလေးမရအောင်ဇာတုံးမွေးကွေမှာဇာတုံးမွေးကွေလက်ချက်မှာဆိုတဲ့မျိုးတွေဒီ light ဒီညီကြဒီ light ထဲမှာတခါတည်းဝင်ယူသွားเนาะအဲ့တော့ကျွန်တော်ကနေပြီးတော့ကျွန်တော်မိတ်ဆွေတွေကိုဓာဓာပါဆိုပြီးတော့ဒီကနေ့ဒီကနေ့ light ပါဆိုပြီးတော့ကျွန်တော်ပယ်သောခါမှာမပြောဘူးအဲ့တော့အားလုံးကိုကျွန်တော်ဇာတုံးမွေးကွေသမားတွေကိုမုံနဲ့တစ်ခွတတိယချာချာလေးကျွန်တော်ပြပေးမယ်အဲ့တော့ ကျွန်တော်ရဲ့ like ကိုပြီးဆုံးနိုင်အောင် ကြည့်မယ်ကြည့်ပါမှဒီအခွေကျွန်တော်ပြီးလိုက်တဲ့အခွေကျွန်တော်ပြီးလိုက်တဲ့ formula တခုကဘယ်လောက်ထိအားကောင်းတယ်ဘယ်လောက်ထိဖြစ်နိုင်လဲဆိုတော့ကိုယ့်အကကိုဆုံးဖြတ်ဆုံးဖြတ်ပြီးသွားမှဖြစ်နိုင်မဖြစ်နိုင်ဆုံးဖြတ်ပြီးသွားမှ like တင်မ like တင်ထိုးတင်မထိုးတင်ဆိုတာထပ်ပြီးတော့ဆုံးဖြတ်နော်အဲ့တော့ like ကိုတော့ပြီးဆုံးနိုင်အောင်ကြည့်ပြီးနော် like ကိုပြီးဆုံးနိုင်အောင်ကြည့်ပြီးဆိုတော့ကျွန်တော်ကူဒီမာတွေပြောပြောကျွန်တော်အတွက်တခုမှမပါဘူးနော်အဲ့တော့ကျွန်တော်ခဏခဏပြောတယ် သူများကဒါဒါဒါလို့ဆိုတဲ့အပေါ်မှာဘယ်တော့ခါမှလမ်းမဆုံးနေတယ်သူများကပါဇက်ပြားနေဘယ်တော့ခါမှလမ်းမဆုံးနေတယ်ကိုကိုတိုင်းသိအောင်လို့ကိုကိုတိုင်းသိအောင်လုံးပါတယ်ကိုကိုတိုင်းတက်မှာเนาะအဲတော့ကျွန်တော်ကိုရီမားတွေကိုကျွန်တော်ကနေပြီးတော့ဇာတုံးမူးကွေဖော်မြူလာပြမယ်မွေးရှိကွက်ဖော်မြူလာထပ်ပြီးတော့ပြပေးမယ်ကဲအဲတော့လက်မလေးတန်းစီနေမယ် channel subscribe မရသေးရင် channel လေးကို subscribe နေပြီးပါ comment မှာမင်္ဂလာပါလေးတွေတန်းစီပြီးတော့အမှန်သာပြပါ เนาะအဲ့တော့16ရက်နေ့က23ရက်နေ့ထိမှာအထူးလိုက်ရမယ်အထူး special မွေးကွေဖြစ်တဲ့အဲမွေးကွေကိုလည်းပြမယ်အထူး special မွေးရှိခွက်ကိုလည်းပြမယ်မထွက်မဖြစ်ပါဝရိတ်တစုံနဲ့ရေးပြပြီးမယ်နောက်တော့မူ3ချက်တိုက်ဇာတုပတ်တိမူ3ချက်တိုက်ဇာတုပတ်တိကိုလိုချင်တယ်ဆိုရင်66633 66 69ဘုံမစိတ်ကနေဟိုက်လိုက်ပေါက်ပြီးတောင်းနဲ့ကျွန်တော်ပေးမယ်ဒီဘက်ပေါက်ပြီးနဲ့ကျွန်တော်ပေးမယ်เนาะအဲ့တော့ပြီးခဲ့တဲ့ဘက်ကနောက်ကျွန်တော်ဇာတုမွေးကွေလိုက်တယ်ကျွန်တော်လည်းအတူတူလိုက်ချင်တယ် ရိုက်မယ်ဆိုတော့အခုအမကျွန်တော်15ခုကိုကျွန်တော်အဖွဲ့ဝင်ခေါ်တယ်အဖွဲ့ဝင်ခေါ်ပြီးတော့ကျွန်တော်ဇာတ်လုံးမွေးကွေပေးတယ်3ရက်အတော်တွေမှာဂျိန်းစီပေါက်ထွက်ရမယ်အဲ3ရက်တော်တွင်းမှာမှ2ရက်တွင်းကိုအဓိကကစားမယ်အင်္ဂါဗိုလ်တပူး2ရက်ကိုအဓိကကစားပါဆိုပြီးတော့ပြောတယ်တင်းနဲ့လေးခုကိုအပူပါတပူးကနေပြီးကျွန်တော်အောင်မြင်သွားတယ်နော်အောင်မြင်သွားတယ်ဂျာလာရင်းနေမှာကျွန်တော်ဘာမှထွေထူးထူးမပြောဘူးအမှလည်းမလုတ်ကိုင်းနေကြဂျာလာပရင်းမှာကျွန်တော်တစ်ချက်စောင့်မယ်ပြောပြီးတောက်ကြနေမှာဆက်ပြီးတော့ကျွန်တော် ထွက်လုံထိုင်တယ်ပေါ့နော်အဲဒီတော့ကျွန်တော်တို့ပြီးခဲ့တဲ့ဘက်ကတော့ရှုံမရှုံပေါ့နော်ပြီးခဲ့တဲ့ဘက်ကတော့သူဒီထိုးသားအယောက်တရာမှာအယောက်80လောက်ပါရှုံမှုရှိတယ်အဲ့ဒီမှာအယောက်80ကျန်တဲ့အယောက်20ထဲမှာကျွန်တော်တို့ပါတယ်မရှုံတဲ့ထဲမှာကျွန်တော်တို့ပါတယ်နော်အဲ့တော့ဇာတ်တော်မွေးခွေကြီးအာအာအဲ့ဒါကြီးအားတစ်ခုတာတယ်ဗျနော်အဲ့တော့၃ရက်တွင်ဇာတ်တော်မွေးခွေကြီးလိုက်တဲ့အခါမျိုးမှာကျွန်တော်တို့ကဇာတ်တော်မွေးခွေကိုဇာတ်တော်လိုက်တာဖြစ်တဲ့အတွက်ကြောင့်ထွက်တဲ့အချိန်ကကိုယ့်အချိန်ပဲထွက်တဲ့အချိန်ကကိုယ့်အတွက် ဒါအမျက်ကြံတဲ့အချိန်ပဲအဲ့လိုအချိန်မျိုးမှာကျွန်တော်တို့အမျက်ကြံသွားပြီဆိုရင်ကျွန်တော်တို့ကနားလိုက်တယ်နော်အနိုင်နဲ့ပိုင်းတယ်အနိုင်နဲ့ပိုင်းမိသွားပြီဆိုရင်ကျွန်တော်မိတ်ဆွေတွေအားလုံးပဲနောက်ရက်တွေကကိုယ့်အကိုလှုပ်ချင်လို့မလှုပ်ချင်မလို့ဘူးကြိုက်ရင်လှုပ်မှာမကြိုက်ရင်မလှုပ်ဘူးရက်ကိုစောင့်မယ်နော်အဲ့တော့ရက်ကိုစောင့်မယ်စောင့်ပြီးတော့မှကိုကြိုက်တဲ့ဟာဆိုရင်လှုပ်လိုက်မယ်အဲ့ဒါဆိုရင်အရှုံးနဲ့နေမယ်အမျက်ပဲကြံမှုပဲရှိတယ်နော်အဲ့လိုလှုပ်ပါနော်ကြည့်အဲ့တော့ ျွန်တော်တို့19ရက်23ရက်နေ့လိုက်ရမယ်ဆိုတော့ရှယ်ဇာတို့မွေးကွေတို့ဆိုတော့ရှယ်မွေးရှစ်ကွက်တို့နော်ဘာလို့မဖြစ်ပါဘူးဒီစုံတို့နော်လိုချင်တဲ့ဆိုရင်ယူမယ်ဆိုရင်တခါလေး like ကိုပြီးဆုံးနိုင်အောင်ကြည့်မယ်လက်မလေးတန်းစီနေမယ်ကြည့်နေတဲ့ကိုယ့်ရဲ့ဖုန်းမှ screen ကိုလက်ညှိုးလေးနဲ့ဒီလိုလေးတောက်ပြီးအဲ့ဒါလက်မနှိပ်ပြီးသားဖြစ်သွားလိမ့်မယ်ဟုတ်ပြီနော်ကြဲအဲ့တော့ကျွန်တော်တခါလေးပြပြီးမယ်အားလုံးပဲတခါလေးဝင်ကြည့်ပြီးပါဗျာနော်အဲ့တော့ကျွန်တော်တို့ကဇာတို့မွေးကွေရနေအရင်စပြပေးရမယ် နော်တဖြည်းဖြည်းဇာတုံးမွေးကိုအရှိလာမဲ့ပတ်တော်ထဲမှာတကယ်လိုက်တကယ်ကြိတ်ဒီပါအမျက်ကြံရမယ်နော်အဲ့တော့ကျွန်တော်တရားရကလို့အမခံပြီးမယ်အဲ့အမွေးကိုလုံးဝရှယ်ကောင်းတယ်နော်ရှယ်ကောင်းလို့လည်းရှယ်ပေးရအဲ့တော့ပြီးခဲ့တဲ့ပတ်တုံးကတဲ့သူကဘယ်ဒီမူကဘယ်ရရလဲဆိုပြီးခဲ့တဲ့ပတ်တုံးကကျွန်တော်တို့ကနော်မနက်ပိုင်းတရှင်းညနေပိုင်းတက်ဘူးလို့ထွက်တာတယ်အဲ့တော့သူက မနစေးထိတ်စီညနေစေးထိတ်စီတူတယ်။နောက်အောက်မှာလည်းမနစေးထိတ်စီညနေစေးထိတ်စီတူရတယ်။အဲ့တော့မနစေးထိတ်စီညနေစေးထိတ်စီတူပြီဆိုရင်သူ့ရဲ့အောက်နောက်တစ်ပတ်တော့တဲ့မှာလိုက်ရမယ်ဇာတုံးမှုကြီးကနော်မန္တစေးထိတ်စီညနေစေးထိတ်စီတူပြီဆိုရင်သူ့ရဲ့အောက်နောက်တစ်ပတ်တော့တဲ့မှာလိုက်ရမယ်ဇာတုံးမှုကြီးက၁၂၃ခွန်ပါလေ။ ပူပါခွေနော်အဲ့တော့မနက်သေးတဲ့စီညနေသေးထိတ်စီကျဲလို့တူလာပြီဆိုရင်သူ့ရဲ့အောင်နောက်တစ်ပတ်တော့တယ်မှာတင်းနဲ့တော့ဖွင့်ခွေအပူပါအဲ့ခွေကလုံးဝဆယ်ကျင်းစီပေါ့လာနေမယ်နော်ရမ်းပြီးပြောနေတာမဟုတ်ဘူးနော်ပြပေးမယ်နော်ကြားရခိုင်တော့ကျင်းစီပေါ့လာနေမယ်လိုက်ပါမယုံရင်ကျွန်တော်ပြောတာဟောင်းမယုံဘူးဆိုရင်လိုက်ကြည့်နော်လိုက်ရင်တိလိမ့်မယ်လိုက်တဲ့လူအမျက်ကြံနေမယ်နော် အဲ့တော့ပြောတာအလုတ်လားဆိုကျွန်တော်မိတ်ဆွေဒီမှာတစ်ချက်ကြည့်ပါဗျာနော်သူ့ရဲ့မူအသွားလာကိုတစ်ချက်ကြည့်ပြီးမယ်နော်အဲ့လာပြီးတော့မှကိုယ့်ကိုဆုံးဖြတ်အဲ့တော့ like ကိုပြီးဆုံးနိုင်အောင်ကြည့်ဆိုတာဒါကိုပြောတာကိုကိုတိုင်သိအောင်လုပ်ပြီးမှဆုံးဖြတ်နော်ဒီများကဗဇာဖျားနဲ့လမ်းဆုံးတယ်ကျွန်တော်တင်းတဲ့သုံးခုဝေးအပူပါလို့ပြောတယ်တင်းတဲ့သုံးခုအပူပါ like မယ်ဆိုတဲ့ဟာမျိုးမလုံးနဲ့နော်အဲ့ဒါတွေကအရှုံးရမယ်တချို့ဟာတွေကျွန်တော်အများကြီးတွေးရတယ်ဘိုင်းပေါ်မှာပေါ့နော်အဲ ကျမကဒါဒါဒါလို့ပြောတဲ့ခုံကလိုက်လို့တဲ့ပုံမှာကိုကထူရတာကလမ်းမေးရကြောက်ခွဲစလေးကိုကောက်ပြီးထူရတာမဟုတ်ဘူးကိုနှစ်ဖူးကချွေချိန်မကြအောင်ရှာထားတဲ့ငွေနဲ့ကိုကထူရတာအဲ့တော့ကိုရဲ့ချွေနဲ့စာကိုတန်ဖိုးထားတဲ့ဆိုရင်အဲကျမကပြောတိုင်းမယုံနဲ့နော်ဖြစ်နိုင်ရင်မဖြစ်နိုင်ရင်ဆုံးဖြတ်နော်အဲ့လိုဆုံးဖြတ်ဖို့အတွက်လည်းကျွန်တော်ဒီမှာတစ်ခါတည်းပြပေးမယ်နော်အဲ့တော့သူကပြီးခဲ့တဲ့နော်ဒီမှာတစ်ချက်သူမူလေးကိုကျွန်တော်လိုက်ပြီးတော့ချက်ပေးထားတယ်အဲ့မူလေးတိုင်းလိုက်ထပ်ပြီးတော့တိုက်စစ်ကြ အဲ့တော့ဒီမှာမို့3ည2 3.6ဆိုပြီးတော့နော်မနက်သေးထက်စီးညနေသေးထက်စီးတူထားတယ်အဲ့တော့မနက်သေးထက်စီးညနေသေးထက်စီးတူပြီဆိုရင်သူ့ရအောင်နောက်တစ်ပတ်မှာကျွန်တော်ကလည်းပြောတယ်1နဲ့3ခွန်ခွေအပူပါပါထွက်ထားတယ်ဟောဒီမှာ87ဆိုပြီးထွက်ထားတယ်ဟောပြီနော်ဒီမှာတစ်ချက်နောက်တစ်ချက်ကိုကြည့်မယ်ဟောနောက်တစ်ဝမ်းမှာလည်းကျွန်တော်တို့ကမနက်ပိုင်း90ညနေပိုင်း96လို့ထွက်ထားတယ်မနက်ပိုင်း9ညနေပိုင်း93လို့ထွက်ထားတယ်မနက်သေးတိတ်စီညနေသေးတိတ်စီတူတယ်မနက်သေးတိတ်စီညနေသေးတိတ်စီတူထားတယ်အဲ့တော့တိတ်စီတိတ်စီတူပြီး ဆိုရင်မနသိတဲ့စီညနေတဲ့သိစီ2ပြီဆိုရင်သူ့ရအောင်နောက်တော့မှာတင်းနဲ့သုံးခုဝင်အပူပါပါရီထွက်ထားတယ်ခွန်ပူးထွက်တယ်ခွန်တစ်ထွက်တယ်သုံးတစ်ထွက်တယ်ဟုတ်ပြီနော်နောက်တစ်ဝဲကိုဆက်သွားကြည့်ဟုတ်ပြီအဲ့တော့နောက်တစ်ဝဲမှာကြည့်မယ်ဆိုရင်လည်းကျွန်တော်တို့ကဟောဒီဝဲမှာကြည့်မနက်သေးတဲ့ဈေးညနေသေးထိပ်စီတူထားတယ်နှင်ကမနက်သေးနှင်ကညနေသေး20ထွက်ထားတယ်မနက်သေးထိပ်စီညနေသေးထိပ်စီတူထားတယ်အဲ့လိုတူထားပြီဆိုရင်တူရအောင်နောက်တစ်ပတ်မှာတင်းနဲ့3ခွန်ခွေအပူပါကကျွန်တော်တို့ပါထက်ထားတယ်3ခွန်ထွက်တယ်2 3ထွက်တယ်3နှစ်ထွက်တယ် ဟောဒီမှာခွန်လေးထွက်တယ်။ဟုတ်ပြီနော်။အဲ့တော့နောက်တစ်ဝက်ကိုဆက်သွားကြည့်။နောက်တစ်ဝက်ကိုဆက်သွားကြည့်လိုက်တဲ့အခါမျိုးမှာလက်မလေးတန်းစီနေပြီပါကြည့်နေတဲ့အမျိုးတွေအားလုံးပဲကြည့်နေနေတဲ့ကိုယ့်ရဲ့ဖုံးမှန်စကင်ကိုလက်ညှိုးလေးနဲ့ဒီလိုလေးတောက်ပြီးအဲ့ဒါဘာမှဘာမှမကြည့်ဘူးနော်ကြည့်နေနေတောက်ရတာနော်။အဲ့တော့လက်မလေးတန်းစီနေပြီပါ။ကိုမောင်မင်္ဂလာပါလေးရေးသွားပြီပါ။မင်္ဂလာမင်္ဂလာမင်္ဂလာအပေါင်းနဲ့ခါညောင်းနော်။မင်္ဂလာညချမ်းဖြစ်အောင်ကျွန်တော်အကူဒီမလေးအားလုံးပဲမင်္ဂလာပါလေးရေးပြီးတော့အမှန်ပါပြီပါ။အဲ့တော့ ျွန်တော်တို့ကဒီမှာတည်းမတည်သေးထိတ်သိညနေသေးထိတ်စည်းရလို့တူလာပြီတူပြီဆိုရင်သူ့ရအောင်နောက်တော့တော့တော့မှာတင်းနဲ့သုံးခွန်ခွေအပူပါလိုက်ရတော့မယ်အဲ့တော့ကျွန်တော်တို့ကဘာထွက်တာလဲဟောဒီမှာသုံးဘူးဆိုပြီးတော့ဗိုလ်တဘူးနေမနက်စီမှာထွက်ထားတယ်ဟုတ်ပြီနောက်တစ်ပွဲကိုဆက်သွားကြည့်မယ်ဒီကောင်ကဗိုလ်တဘူးမကြော်မှာအကြများတယ်ဒီအခွေကဗိုလ်တဘူးမကြော်မှာအကြများမယ်အားလုံးပဲမှတ်ထားမယ်နော်ဒီအခွေက ဗုဒ္ဓဘူးမကျော်မှာအကြမ်းရမယ်ကျွန်တော်တပတ်စာလို့ပြောပြမယ်ဗုဒ္ဓဘူးမကျော်မှာဟူးမကျော်အဓိကအားထားပြီးတော့လိုက်ပါဟူးမကျော်မှာအကြမ်းများပဲနော်အဲ့တော့ကျွန်တော်တို့ဒီဘက်မှာလည်းကျွန်တော်တို့ကမနေ့သေးထိတ်စီညနေသေးထိတ်စီရလို့တူပြီးတူပြီးဆိုရင်သူ့ရဲ့အောင်နောက်တစ်ပတ်တော့မှာတင်းနဲ့သုံးခွန်ခွေအပူပါလိုက်ရတော့မယ်အဲ့တော့တင်းနဲ့သုံးခွန်ခွေအပူပါသူ့ရဲ့အောင်နောက်တစ်ပတ်တော့မှာလိုက်မယ်ဆိုရင်ကျွန်တော်တို့ကပါရီရထားမယ်ဆိုတော့ဟောဒီဘက်မှာ23ဆိုပြီးတော့ထွက်ထားတယ်ဟုတ်ပြီနော် ဟုတ်ပြီအဲ့တော့နောက်တစ်ဝဲမှာလည်းကြည့်မယ်ဒီမှာမန္တစီတစ်ခုညနေစီတင်9ရယ်လို့ကြားတယ်တစ်ခုတင်9ရယ်လို့ကြားထားခြင်းကြောင့်မန္တစီထိပ်စီညနေစီထိပ်စီတူထားတယ်တူထားလို့သူ့ရဲ့အောင်နောက်တစ်ပတ်မှာ1နဲ့3ခုကိုအပူပါကိုဆက်လိုက်လို့ကျွန်တော်ပါရီထွက်တာပဲခုံဘူးရယ်လို့ထွက်ထားတယ်ဟုတ်ပြီနော်ပေါ်တော်ဘူးမကြော်ဘူးနော်နောက်တစ်ဝဲကိုဆက်သွားကြည့်မယ် ောက်တော့ကိုဆက်သွားကြည့်တော့မနက်စည်း3ည3ညနေစည်း3ည4လို့ထွက်ထားတယ်။အဲ့တော့3ည3ည4လို့ထွက်ထားခြင်းကြောင့်ကျွန်တော်တို့ကထိပ်စီးနှလုံးတူပြီးတူပြီးတော့သူ့ရအောင်တော့မှတင်းနဲ့သုံးခွန်ခွေအပူပါလိုက်တော့ကျွန်တော်တို့ပါထွက်တယ်ဟောဒီမှာ1တက်ဆိုပြီးတော့ထွက်ထားတယ်။ဟုတ်ပြီနော်။နောက်တော့ကိုဆက်သွားကြည့်။နောက်တော့ကိုဆက်ဒီမှာတော့ပြီ။မနက်စည်းထိပ်စီးညနေစည်းထိပ်စီးတူထားတယ်။တူထားတော့သူ့ရအောင်တော့မှတင်းနဲ့သုံးခွန်ခွေအပူပါကိုဆက်လိုက်မယ်။အဲ့တော့တင်းနဲ့သုံးခွန်ခွေအပူပါကသူ့ရအောင်နောက်တစ်ပတ်မှာကျွန်တော်တို့ ပါရီထွက်ထားတယ်ဆိုတော့ဟောဒီမှာ83ဆိုပြီးတော့အင်္ဂါနေ့မနက်စီမှာထွက်ထားတယ်ဟောပြီးတော့နောက်တစ်ပွဲကိုဆက်ပြီးတော့သွားကြည့်နောက်တစ်ပွဲကိုဆက်သွားကြည့်လိုက်တော့ကျွန်တော်တို့ကနောက်တစ်ပွဲမှာကကျွန်တော်တို့ကဟောဒီမှာမနက်စီထိပ်စီ6ခုညနေစီထိပ်စီ6ရှစ်ဆိုပြီးတော့ထွက်ထားတယ်မနက်စီထိပ်စီနဲ့ညနေစီထိပ်စီနဲ့ကတူထားပြီး တူသားပြီဆိုရင်သူ့ရဲ့အောက်နောက်တစ်ပတ်မှာတင်းနဲ့သုံးခုငွေအပူပါကိုကျွန်တော်တို့ဆက်လိုက်ရတော့မယ်။အဲ့တော့တင်းနဲ့သုံးခုငွေအပူပါကိုဆက်လိုက်တဲ့အခါမျိုးမှာကျွန်တော်တို့ကဗိုလ်ဒဘူးနေညက်နေစင်းမှာ83ဆိုပြီးတော့ကြာမထားဘူးလား။ကြာထားတယ်နော်။အဲ့တော့နောက်တစ်ပတ်ကိုဆက်သွားကြည့်မယ်။နော်။အဲ့တော့ဒေချာလေးပြပြရဒေချာလေးလိုက်ကြည့်ပြပါသူများကပါစပြားနေလမ်းမဆုံးနေလေကိုကိုတိုင်းကြီးကိုကိုတိုင်းတိပြီဆိုရင်ဖြစ်နိုင်မဖြစ်နိုင်ကိုကိုတိုင်းဆုံးဖြတ်ဆုံးဖြတ်ပြီးမှလိုက်တဲ့မလိုက်တဲ့ဆိုတာလေထပ်ပြီးတော့ဆုံးဖြတ်ပြီးမှလိုက်ပါ เนาะจ่ายเนาะไลฟ์ไม่ได้ไม่จ่ายเนาะไม่ไลฟ์เนี่ยเนาะအဲ့တော့အားလုံးရားစေခြင်းနဲ့စေတနာနဲ့ပြတာဖြစ်တော့တဲ့ကြောင့်မူကျွန်တော်မိတ်ဆွေတွေအားလုံးပဲဒီချာချာလေးလိုက်ကြည့်စေခြင်းเนาะ ဲ့တော့ဒီဘွဲမှာလည်းကျွန်တော်တို့ကမနက်စည်းမှာ83လို့ထွက်တယ်ညနေစည်းမှာခွန်ဘူးရယ်လို့ထွက်ထားတယ်အဲ့တော့မနက်စည်းထိပ်စည်းညနေစည်းထိပ်စည်းရယ်လို့တူထားပြီးတူထားပြီးဆိုသူ့ရဲ့အောက်နောက်တော့မှာ1နှစ်3ခွန်ခွေအပူပါကိုဆက်လိုက်တော့ကျွန်တော်တို့က83ထွက်ထားတယ်ဟောဒီမှာ13ထွက်ထားတယ်ကျွန်တော်အခုလက်ရှိပြပီနေတဲ့အချိန်ကောတော်တော်မှာပေါ့နော်ပေါ်တဘူးလုံးဝမကြော်သေးဘူးနော်ပေါ်တဘူးလုံးဝမကြော်သေးဘူးနောက်တစ်ဘွဲကိုဆက်သွားကြည့်မယ်ဟောဒီမှာမနက်စည်းထိပ်စည်း8ခွန်နော် မနညက်နေသေးပါတယ်ရှစ်ခုံလို့ထွက်တာလေအဲ့တော့မနသေးထိတ်သေးညက်နေသေးထိတ်သေးရတူပြီတူပြီဆိုရင်သူ့ရဲ့အောက်နောက်တစ်ပတ်တော့တော့တင်းနဲ့သုံးခုံကိုအပူပါဟောဒီဘက်မှာတက်ဘူးလို့ထွက်တာကြာတာပရီနေညက်နေမှာတက်ဘူးရလို့ထွက်တာလေဟုတ်ပြီနော်ကြဲအဲ့တော့နောက်တစ်ဘက်ကိုကြည့်မယ်ဒီဘွဲမှာလည်းကျွန်တော်တို့ကမနသေးထိတ်စီညနေသေးထိတ်စီတော့ထွက်ထားတယ်။ဒါပေမဲ့ဒီဘွဲမှာဖောက်ထားတယ်။နောက်တော့မှာတင်းနဲ့သုံးခုခွေအပူပါမထွက်တာ။နော်မထွက်ထားရင်အကြောင်းတရက်ကိုလည်းပြောပြမယ်။ အဲ့တော့ shape ဘက်နာမဲ့ဘက်မှာလည်းဒီအခွေကိုဘာကြောင့်လိုက်တင်လဲဆိုတဲ့အကြောင်းကိုလည်းပြင်ပြောပြမယ်။ဟုတ်ပြီနော်။အဲ့တော့ဆက်ပြီးတော့သွားကြည့်မယ်။နောက်တစ်ဘက်ကိုဆက်သွားကြည့်မယ်။ဟောဒီမှာ1ကိုဟောဒီမှာ1နဲ့မနက်သေးထိပ်စီးညနေသေးထိပ်စီးတူထားပြီ။တူထားပြီဆိုတော့1နဲ့3ခွန်ကိုအပူပါကိုဆက်လိုက်။ဆက်လိုက်တော့ကျွန်တော်တို့ကတောက်ကြာနေမနက်7နာရီ10မိနစ်မှာပဲနှစ်တက်ဆိုပြီးတော့ထွက်ထားတယ်။ဟုတ်ပြီနော်။နောက်တစ်ဘက်ကိုဆက်သွားကြည့်မယ်။နောက်တစ်ဘက်ကိုဆက်သွားကြည့်လိုက်တော့ဟောဒီဘက်မှာဆက်တွေ့ပြီ။မနက်သေးထိပ်စီးတူတယ် ညနေသေးထိပ်စီတူမနေ့သေးထိပ်စီညနေသေးထိပ်စီတူပြီးဆိုရင်သူ့ရဲ့အောင်တော့တပတ်မှာတစ်နှစ်သုံးခုခွေအပူပါဘူးဆက်လိုက်တော့ဟောဒီမှာတစ်ဘူးရယ်လို့မကြထားဘူးလားဒီကနေ့မနေ့စီမှာတစ်ဘူးရယ်လို့ကြားထားတယ်ဟုတ်ပြီနော်ကဲအဲ့တော့နောက်တစ်ပွဲကိုဆက်သွားကြည့်မယ်နောက်တစ်ပွဲကိုဆက်သွားကြည့်တော့ကျွန်တော်တို့ကဟောဒီမှာ6တည့်ရယ်6နှစ်ရယ်လို့ထွက်ထားတယ်မနက်သေးထိပ်စီညနေသေးထိပ်စီတူထားတယ်တူထားတော့သူ့ရအောင်နောက်တော့မှာတင်းနှစ်သုံးခုခွေအပူပါကိုဆက်လိုက်တော့ပါထွက်တယ်ဟောဒီမှာ23ဆိုပြီးတော့ထွက်ထားတယ် ဟုတ်ပြီနော်နောက်တော့ကိုစက်ပါစက်ကြည့်ဟုတ်ပြီဒီမှာတစ်ချက်တွေ့ပြီမနက်သေးထိတ်စီမနက်သေး9:00လေးညနေသေး9:06မနက်သေးထိတ်စီညနေသေးထိတ်စီရဲ့လို့တူထားပြီတူထားပြီဆိုသူ့ရဲ့အောက်နောက်တော့မှာ1နှစ်3ခွန်ခွေအပူပါကိုဆက်လိုက်တော့ကျွန်တော်တို့ဗားထွက်တာလေဟောဒီမှာ23ဆိုပြီးထွက်မထားဘူးလားထွက်ထားတယ်နော်23ဆိုပြီးတော့ထွက်ထားတယ်အဲ့တော့နော် အဲ့တော့ကျွန်တော်တို့ကအရှိလာမဲ့ပြီးခဲ့တဲ့အပတ်တုန်းကကျွန်တော်တို့ကဘာရီကြထားတယ်ဆိုတော့မနက်စည်းမှာတစ်ရှင်ညနေစည်းမှာတစ်ဘူးမနက်စည်းမှာ၉လေးညနေစည်းမှာ၉လေးမနက်စည်းထိပ်စီညနေစည်းထိပ်စီတူထားတယ်တူထားတဲ့အတွက်ကြောင့်မို့အခု16ရက်နေ့ကနေ23ရက်နေ့အတောထဲမှာကျွန်တော်တို့ကတင်းနှစ်သုံးခုခွေအပူလုံးဝရှယ်ကျင်းတည်ပေါ့လာပါလိမ့်မယ်မယုံမရှိနဲ့နော်အားလုံးကြားသိချင်လို့ပြောလားနော်လမ်းမလေးတန်းစီနေပြီမယ်ကြည်နေတဲ့တယောက်ချင်းစီရအားလုံးပဲ ကိုကြည့်နေကိုရဖုံးမဆက်ခွင်ကိုလက်ညှိုးလေးနဲ့ဒီလိုလေးတောက်ပဲအဲဒါဆိုလက်မနေပြီးသားဖြစ်သွားလိမ့်မယ်အဲတော့တင်းနဲ့သုံးခွင်ကိုအပူပါရှေ့လာမဲ့ပတ်တော်တော့မှလုံးဝရှယ်ချင်းဒီပေါ့အာကောင်းတယ်အဲ့တော့နောက်တစ်ခုကျွန်တော်ဖောက်သွားတဲ့ပင်ကိုနကဒီပင်ပေါ့နော်ဒီဘွဲမှာဖောက်သွားတဲ့ဒီမူကသူ့ရဲ့အရှိမ2023လောက်တည်းကနေကျင်2023 24အဲနှစ်နှစ်25ပေါ့နော်25လေရောက်25 5လပိုင်းရောက်နေပြီပေါ့နော်အဲ့တော့ နှစ်နှစ်ခွဲလောက်ရှိတဲ့တောက်လျှောက်မှာပုတ်ပင်ကနှစ်ကြိမ်လားသုံးကြိမ်လားမဒါပဲရှိတယ်။နှစ်ကြိမ်လားသုံးကြိမ်လားမဒါပဲရှိတယ်။အဲ့တော့ကိုအဲ့နှစ်ကြိမ်သုံးကြိမ်မှာတယ်ကျွန်တော်တို့ဒါကလင်နာမပြည့်စုံလို့ပေါ့နော်ဒီကလင်နာနဲ့ပဲတိုက်ပြရမယ်။သူကဘလို့လာထားတယ်ဆိုတော့အဲ့လိုပေါ့နော်မန္တလေးတိတ်ကြီးနဲ့လေးတိတ်ကြီးတူပြီးသွားပြီဆိုသူ့ရဲ့နောက်တစ်ပတ်တော့မကြဘူးဆိုရင်တော့သူ့ရဲ့ ဒီမှာပေါ့နော်သူ့ရဲ့အောက်ဒီရဲ့သူ့ရဲ့အောက်မှာပဲဆက်ပြီးတော့ကြပြီးထားတယ်တစ်ဘူးရဲ့လို့ကြပြီးတာအဲ့တိုင်းပဲဒီအောက်ဘက်မှာမကြဘူးဆိုကျင်းသေးတယ်သူ့ရဲ့အဲ့တပတ်တော်ထဲမှာကြည်တာအဲ့တင်းနဲ့သုံးခုကိုရဘူးပါဆင်းပြီးထားသူ့ရဲ့အောက်ကနေပြီးကတ်ရမှာဆင်းပြီးထားအဲ့တော့တကယ်လို့ဒီဘက်ဒီမှာမဆင်းဘူးဥပမာပေါ့ဒီလိုပွဲကြီးပေါ့နော်ဒီမှာကျွန်တော်တို့ကတင်းနဲ့သုံးခုကိုရဘူးပါမဆင်းမဆင်းဆိုကျင်းသေးနောက်တစ်ဘက်မှာကျင်းသေးပေါ့ဆင်းပြရမယ်တင်းနဲ့သုံးခုကိုရဘူးပါနောက်တစ်ဘက်မှာကျင်းသေးပေါ့ဆင်းပြရ ဟမ်အဲ့တပေါက်ရှိတယ်အဲ့တော့ပြီးခဲ့တဲ့အပတ်တုန်းကကျွန်တော်တို့ကဒီကနေစမယ်ပေါ့နော်တစ်ရှစ်တဘူးလို့စတယ်အဲ့တော့ဒီအကြသာလေးတောက်ကြဒီနှစ်ရက်တော့ဒီမှာတင်းနှစ်သုံးခွန်ကိုအပူပါလုံးဝမစင်တာကိုမစင်တာရင်ကျိန်းသေးပြီနောက်တစ်ရက်တော့ဒီမှာကျိန်းသေးပါဒီတင်းနှစ်သုံးခွန်ကိုအပူပါကလုံးဝရှယ်ကျိန်းသေးပါဆင်းကိုဆင်းပြရမစင်လို့မရဆင်းပြရနော်အဲ့တော့ကျွန်တော်တို့က19ရက်နေ့က23ရက်နေ့ထီလို့ပြောထားတယ်ဒါပေမဲ့အဲ့ကောင်ခူးမကျော်အဓိကကစားပါ တင်းနဲ့သုံးဖုံခွေအပူပါလုံးဝရှက်ကျင်းပြပါအားကောင်းတယ်နော်မကောင်းတဲ့ကနေကျွန်တော်ပယ်သောခါမှာမပြီးချဲပဲဖြစ်ဖြစ်နှလုံးမှာဖြစ်ဖြစ်နော်မကောင်းရင်ပယ်သောခါမှာမပြီးကျွန်တော်ကိုယ်တိုင်နဲ့မထိုးဘူးမကောင်းရင်ကောင်းလို့ပေးတာဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့ကတတိပြေဇာတ်မှုခွေလိုက်မယ်ဆိုရင်ရှိလာမဲ့ဘတ်တော်နဲ့သူများကရှိမှသွားမြူနဲ့နော်တင်းနဲ့သုံးဖုံခွေအပူပါဘူးပဲလိုက်ပါဒါကကျွန်တော်ကိုယ်ဒီမှာကျွန်တော်မူပါစစ်ပြထားတာเนาะမူပါစစ်ပြထားတာ ။ဒါအိုက်မှုပေါ်မှာ၃တက်ကြားနိုင်မကြားနိုင်၃တက်၃တက်ပြီးမှကိုယ့်ကိုထိုးမယ်မထိုးဘူးဆိုတော့ကိုယ့်ကိုဆုံးဖြတ်၃တက်၃တက်ပြီးဆုံးဖြတ်နော်၃တက်ပြီးဆုံးဖြတ်နော်အဲ့တော့ကြားနိုင်မကြားနိုင်ကကိုယ့်ကိုယ်ကို၃တက်၃တက်ပြီးဆုံးဖြတ်ပါကိုယ့်ရဲ့ချွေးနဲ့သာနမူးကချွေးချိန်မကချိန်မကြအောင်ရှာထားတဲ့ငွေနဲ့ထိုးရမှာလမ်းမရကြောက်ခဲတလေးကိုကောက်ပြီးတော့ထိုးလို့ရတဲ့ကိစ္စတွေမဟုတ်ဘူးเนาะကျွန်တော်ပြောတဲ့အတိုင်းနဲ့မယုံနဲ့เนาะကျွန်တော်ပြတဲ့မူတိုင်းကိုလည်း မယုံနဲ့ကိုယ့်ကိုကိုယ်ဦးနှောင်းနဲ့ကိုယ်ဆုံးဖြတ်ဒီမူကဖြစ်နိုင်မဖြစ်နိုင်ကိုယ့်ဘက်ကိုဆုံးဖြတ်ပြီးတော့ကိုယ့်ဘက်ကိုလိုက်နော်ပြောပြပါပြီနော်ဟုတ်ပြီအဲ့တော့ဒီတစ်ချက်ပြီးသွားပြီနောက်တစ်ချက်လာအထူးစပက်ရှယ်မွေးရှက်ကွက်ဒီမွေးကနေရှက်ကွက်ကိုတစ်ချက်ပြပြမယ်နော်ဒီမွေးရှက်ကွက်က तू ကဘယ်ရည်လာထားတယ်ဆိုတော့ပြီးခဲ့တဲ့ဘတ်တုံးကကိုဘူးတိရှက်အဘူးနက်ခက် တောင်းဖြတ်ရဲ့လို့ကြာလာပြီဆိုရင်အဘူးနကတ်တောင်းဖြတ်ကြာလာပြီဆိုရင်သူ့ရဲ့အောက်နောက်တစ်ပတ်တော့တယ်မှာလိုက်ရမယ်မူပေးတန်းဆိုရင်ပူမှန်မယ်နော်အဘူးရဲ့နကတ်ရဲ့တောင်းဖြတ်လို့ကြာဘူးနကတ်တောင်းဖြတ်ရဲ့လို့ကြာလာပြီဆိုရင်သူ့ရဲ့အောက်နောက်တစ်ပတ်တော့တယ်မှာလိုက်ရမယ်မူအဲ့မူလေးတစ်ချက်ဆက်ပြမယ်ကျွန်တော်မိတ်ဆွေတွေတခါတည်း ကြည့်သွားမယ်လက်မလေးတန်းစီပေးမယ်ကြည့်နော်လက်မမနေရသေးရင်မိတ်ဆွေတွေကြည့်နေတဲ့ဖုံးမဆော်ကင်ကိုလည်းညိုလေးနဲ့ဒီလိုလေးတောက်ပေးအဲ့ဒါဆိုလက်မနေပြီသားပြတ်သွားလိမ့်မယ်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ကအထူးဆက်ရှင်ဝေးရှိခွက်ကသူကဘယ်လိုလာထားတယ်ဆိုပီတန်းဆိုရင်ပူမှန်မယ်ပေါ့နော်အဲ့တော့ဒီမှာဒီကောင်ကဒီကလင်နာတနေ့ ကြော်တယ်ပေါ့နော်တနည်းကြော်ကလင်နာပေါ့ဒီကလင်နာတနည်းကြော်ကလင်နာမှာဘယ်နှပွဲရှိတယ်တပွဲနှစ်ပွဲသုံးပွဲလေးပွဲ၅ပွဲ၆ပွဲဘူးလာမယ့်တပတ်နဲ့ဆိုခုနှစ်ပွဲပဲရှိတယ်အရန်ရှားတယ်နော်ထတောင်ဖြစ်ခဲ့အရန်ရှားတယ်အဘူးနဲ့ခဲတောင်ဖြစ်စားဘူးအရန်ရှားတယ်အဲ့တော့ဒီကောင်ကဥပမာဒီမှာတုံ냐ခုံလို့ကြားတယ်နော်တုံ냐ခုံရဲ့တပူးရဲ့လို့ကြားထားတယ် အကျမ်းတော့ပြနော်အဘူးနက်ခတ်တောင်းဖြတ်ကြထားပြီအဲ့လိုအဘူးနက်ခတ်တောင်းဖြတ်ရဲလို့ကြားထားပြီပြီဆိုရင်တဲ့သူ့ရဲ့နက်ခတ်နက်ခတ်ရဲ့ break ကပါတယ်ခွန် break နော်အဲ့တော့ခွန်တလုံးရေးမှာအဘူးရဲ့ break ကပါတယ်နှစ် break နှစ်တလုံးရေးမှာခွန်နှစ်အဲ့ခွန်နှစ်ကိုသူ့ရဲ့နော်မူသေးကကနန်းဖြစ်တယ်1 3 6 8နဲ့ကြက်ဟုတ်ပြီနော် သူရမူဒီကကနဖြစ်တဲ့ခေါ်နှစ်ကို36နဲ့ကတ်မယ်ဟောဒီ80နှစ်တကွက်ထဲထိုးပြရအဲ့တော့အဲ့မူကကျွန်တော်တို့ကအဲ့မူတိုင်းသွားမယ်ဆိုရင်ခေါ်နှစ်ကို36နဲ့ကတ်မယ်80နှစ်တကွက်ထဲထိုးပြမယ်အဲ့တော့ကျွန်တော်တို့ကနောက်တစ်ပတ်တော့နေမှာပါကြထားတယ်ဆိုဟောဒီမှာ80နှစ်ဆိုပြီးတော့ထက်ကြတာတပွဲနောက်တစ်ပွဲကိုဆက်သွားကြည့်နော်ဟောဒီမှာအဘူး ဟောဒီမှာနက်ခက်အဘူးနက်ခက်တောင်းဖြတ်ကြတာပြီအဲ့တော့အဘူးနက်ခက်တောင်းဖြတ်ကြပြီဆိုအဘူးရဲ့မူအဘူးရဲ့ break ကပါတယ်၃ဘူးဆိုတော့6ဘရိတ်6တလုံးရေးမယ်နက်ခက်ရဲ့ break က2 4ဆိုတော့6ဘရိတ်ပဲအဲ့တော့6တလုံးပဲပေါ့နော်6ကို3 6 8နဲ့ကပ်မယ်3 6 8ရှစ်ကပ်မယ်6 1 6 3 6ဘူး6ရှစ်ဆိုတော့မွေးကနန်း၄ခွက်ပဲထုတ်မယ်အဲ့တော့6 1 6 3 6ဘူး6ရှစ်ဆိုတော့မွေးကနန်း၄ခွက်ကသူ့ရဲ့အောက်နောက်တစ်ပတ်တော်တော်မှာထွက်ပြရမယ်ဆိုတော့ဟောဒီမှာ68ဆိုပြီးတော့ ထွက်မထားဘူးလားထွက်ထားတယ်68ထွက်ထားတယ်မျိုးတွေရဲ့နောက်တစ်ပွဲကိုဆက်သွားကြည့်ဟောဒီမှာ10ဘူးဟောဒီမှာ9သုံး10ဘူး9သုံးအဘူးနက်ခတ်တောင်းဖြတ်မှုကြပြီအဲ့တော့အဘူးနက်ခတ်တောင်းဖြတ်မှုကြပြီဆို10ဘူးကဘာပရိတ်လဲ6ပရိတ်9 3ကဘာပရိတ်လဲ10ပရိတ်68 68ကို3368နဲ့ကပ်အဲ့တော့6 1 6 3 6 5 6 8เนาะ7 1 7 3 6 5 6 8 ရှစ်ဘူးပေါ့ရှစ်ချောက်ကကျွန်တော်ကုနက6ဘူးတန်းမှာပါထားရတယ်ကျွန်တော်ရှစ်ချောက်မထည့်တော့ဘူးเนาะအဲ့တော့ကျွန်တော်တို့ဘဏ္ဍာကွက်တဲ့ခွန်းနောက်ကွက်ထွက်လာမယ်အဲ့ခွန်းနောက်ကွက်ကတော့နောက်တစ်ဘက်တော့တော့မှာထွက်ပြရမယ်ဆိုတော့ကျွန်တော်ဘာထွက်ထားလဲဟောဒီဘုံမှာ61ဆိုပြီးတော့ထွက်မထားဘူးတော့ပိုတော်ဘူးနေညှက်နေပါ61ဆိုပြီးတော့ထွက်ထားတယ်ဟုတ်တယ်เนาะမဖောက်ဘူးအိုင်မူပါเนาะနောက်တစ်ဝက်ကိုဆက်သွားကြည့်မယ်အဲ့တော့နောက်တစ်ဝက်ကိုဆက်သွားကြည့်လိုက်တော့ ဟောဒီမှာငါးဘူးဆိုတဲ့အပူဟောဒီမှာနက်ခတ်ကတုံညာခွန်ဆိုတဲ့နက်ခတ်ငါးဘူးဆိုတာအပူရဲ့ပရိတ်ကပါတယ်တုံညာပရိတ်ငါးဘူးဆိုတာတုံညာပရိတ်တုံညာခွန်ဆိုတဲ့နက်ခတ်ရဲ့ပရိတ်ကခွန်ပရိတ်တုံတုံညာခွန်ပေါ့တုံညာခွန်ကို368နဲ့ကပ်မယ်တုံညာခွန်တစ်ခွက်ထည့်ထိုးမယ်အဲ့တော့တုံညာခွန်368နဲ့ကပ်မယ်တုံညာခွန်တစ်ခွက်ထည့်ထိုးမယ်ဆိုရင်ကျွန်တော်ကတုံညာ1တုံညာ3တုံညာ6တုံညာ8ခွန်1ခွန်3ခွန်6ခွန်8အဲ့တော့ အဲ့ကနေ၈ကွက်က၉ကွက်ပေါ့နော်၃ညခုတစ်ကွက်ထည့်မယ်ဆို၉ကွက်အဲ့၉ကွက်ကနောက်တစ်ပတ်တော့တယ်မှာကျင်းဒီပေါက်ထွက်ပြရမယ်ဆိုတော့ကျွန်တော်တို့ဘာကြီးထွက်တာလဲ၃ညရဲ့ဟောဟောဒီမှာ83ဆိုပြီးတော့ထွက်မထားဘူးလား81 83 86 88 83ဆိုပြီးတော့ဟောဒီဘက်မှာထွက်မထားဘူးလားထွက်ထားရယ်နော်မဖောက်ဘူးနော်မဖောက်သေးဘူး၄ဘက်ရှိဝိုင်းမဖောက်သေးဘူးနောက်တစ်ဘက်ကိုဆက်သွားကြည့်ဒီဘက်ဒီမှာတောက်ချောက်မပေးဘူး ဒီမှာတောက်လျှောက်မပေးဘူးအဲ့လိုဆောင်းဆောင်းပြတ်မှုတွေပေါ့နော်အပူနက်ခတ်တောင်းပြတ်မှုကဲဒီဝဲဝါဆက်ပေးပြီတေဘူးနဲ့တစ်ရှစ်နဲ့ထွက်ပြီအဲ့တော့တေဘူးဆိုတော့ကျွန်တော်တို့ကဘာပရိတ်တယ်နှစ်ပရိတ်တစ်ရှစ်ကဘာပရိတ်တယ်ကိုးပရိတ်2ကိုး3 6ရှစ်နဲ့ကတ်မယ်2ကိုးတကွက်ထည့်ထိုးမယ်အဲ့တော့29ကို3 6ရှစ်နဲ့ကတ်မယ်2ကိုးတကွက်ထည့်ထိုးမယ်အဲ့တော့29ကို3 6ရှစ်နဲ့ကတ်မယ်2ကိုးတကွက်ထည့်ထိုးမယ်ဆိုတော့ကျွန်တော်တို့က ဟောဒီသူ့ရဲ့အောက်နောက်တစ်ပတ်မှာနှစ်30နှစ်ဆိုပြီးတော့အင်္ဂါနေ့ညနေမှာထွက်မထားဘူးလားထွက်တာလေအဖောက်ဘူးနော်အခုချိန်ကြီးမဖောက်ဘူးနောက်တစ်ပတ်ကိုစသွားကြည့်မယ်ဒီပွဲမှာအဘူးနက်ခတ်တောင်းဖြတ်ရေလို့ကြာထားပြီအဘူးနက်ခတ်တောင်းဖြတ်ရေလို့ကြာလာပြီဆိုသူ့ရဲ့၃ညာဘူးဆို၃ညာ break ကဘာ break လဲ၃ညာ break 6ကူကဘာ break လဲ5 break ၃ညာ5နော်အဲ့တော့၃ညာ5ကိုကျွန်တော်တို့ကသူ့ရဲ့မူသေးကကရန်ဖြစ်တဲ့ ၃ည၅ကို63 6နဲ့ကပ်မယ်အဲ့တော့၃ည1 3ည3 3ည6 3ည8 5 3 5 6 5 8 3ည5တကွက်9ကွက်ရှိမယ်အဲ့9ကွက်နောက်တစ်ပတ်တော့တယ်မှာဂျိန်းစီပေါက်ထွက်ရမယ်ဆိုတော့သူတို့ဘာထွက်တယ်ဟောဒီမှာ65ထွက်တယ်56ထွက်တယ်ဟုတ်တယ်နော်65လို့ပေါက်ထွက်တယ်လေ65 56 5 1 5 3 5 6 58အဲ့တော့ဒီဘွယ်မူလုံးဝမပေါက်သေးဘူးအဲ့တော့ဒီကလေးသားသမီးတို့ကသူ့ရမူစစ်စစ်က6ကြိုက် ကြာထားတယ်ဘူးစစ်စစ်6 6ကြိမ်ကြာထားတယ်6ကြိမ်သလုံးမှာ လုံးဝမပေါက်သေးဘူးအဲ့တော့နောက်ထပ်အရှိလာမဲ့ပိုင်မှာ9ကြိမ်မြောက်မှာထပ်ပြီးထားတယ်ကိုကိုစဉ်းစားနော်ဖြစ်နိုင်မဖြစ်နိုင်ကိုကိုစဉ်းစားစဉ်းစားပြီးကိုကိုဆုံးဖြတ်ပြီးမှာထိုးတယ်မထိုးတယ်ကိုကိုဆုံးဖြတ်ပြီးထိုးနော်နော်9ကြိမ်မြောက်ပွဲအဲ့တော့ကိုဘူးရဲ့တစ်စီရဲ့အဘူးနက်ကဒေါင်းဖြတ်မှုကြာပြီကိုဘူးဆိုတော့ကျွန်တော်တို့ကဘာဖြစ်မလဲ ရှစ်ဘရိတ်တစ်ရှစ်ဆိုတော့ဘာဖြစ်မလဲကိုးဘရိတ်ရှစ်ကိုးကိုကျွန်တော်တို့ကဘာနဲ့ကပ်မလဲတဲ့3 6 8နဲ့ကပ်မယ်ကဲအဲ့တော့ခဏအကွက်စီးမယ်ဟုတ်ပြီနော်အဲ့တော့ရှစ်ကနေစသင်မယ်ရှစ်တ shit to shit cha shit bu ha ko de ko to ko cha ကုရှိခဏဘဏကွက်ထောင်းလဲအားမယ်ဒီနေ့3 4 5 6ခွန်8ခတဲ့10ကွက်မထွက်ဘူးလားထွက်တယ်တနင်္ဂနွေ10ကွက်ထွက်တယ်8 7 7 3 8 6 8 9 8 9 3 9 6 9 8ဆိုတဲ့ခဏ10ကွက်ထောင်းဒီမူရခဏ10ကွက်တယ်ရာဂန်တော့အပြင် လုံးဝတရားဂန်တော့လုံးဝဖောက်ဝင်မရှိတယ်ဟုတ်အဲ့တော့ မူနှစ်ချက်ပြသွားပြီနော်တင်းတင်းသုံးခုခွေးအပူပါတဲရကနုံးလာမဲ့မူတယ်ပြပြီးသွားပြီဝေကနာရှိကွက်မူတယ်ပြပြီးသွားပြီဟုတ်ပြီအဲ့တော့နောက်တစ်ပတ်အတော်တည်းမှာမထွမဖြစ်ပါဝါဘရိတ်တစုံကပါဘရိတ်ဖြစ်မလဲဆိုရင်တစ်ချောက်တစ်ချောက်ဘရိတ်နော်နောက်တစ်ခုရှိသေးတယ် တစ်6ပြိပါဝါပြိတစုံပေါ့တစ်ပြိ6ပြိနှစ်ခုလုံးတိုင်းမှာပတိတစ်လုံးစာပဲရှိမှာနောက်တစ်ခုနက်ခက်ရယ်ပါဝါရယ်တတိထားပါနောက်ရှိလာမှာဘတ်တော်တယ်မှာနက်ခက်ရယ်ပါဝါရယ်တတိထားပါအဲ့တော့အဲ့ထက်မှာနက်ခက်ကရဲမှာ၄နှစ်နဲ့၉6နဲ့အဓိကမိန်းနေနဲ့တည်တာတတိထားပါနော်၄နှစ်နဲ့၉၆တတိထားပါနော်ကဲ အဲ့တော့ကျွန်တော်တို့မူသုံးချက်ပြပြီးသွားပြီဟုတ်ပြီအဲ့တော့ဒီတစ်ပတ်မှကျွန်တော်လိုက်မှန်ကဇာရုပတ်တိလိုက်မယ်ပတ်တိပေါ့နော်ဟူးမကျော်ပတ်တိမူသုံးချက်တိုင်းဟူးမကျော်ပတ်တိလိုက်မယ်အဲ့ပတ်တိကိုလိုချင်တယ်ဆိုတဲ့မိတ်ဆွေတွေကကျွန်တော်အဖို့ဝင်မခေါ်ဘူးပေါက်ပြီးနဲ့ပဲဆော့မယ်ပေါက်ပြီးသတောင်းနဲ့ပဲဆော့ပြီးမယ်အဲ့တော့မူသုံးချက်တိုင်းဇာရုပတ်တိလိုချင်ပါတယ်ဆိုရင်668 33 6668ဆိုတဲ့ဖုန်းဖုန်းမဆိတ်ကနေဟိုက်လိုက်နော်အဲ့ကြောင်ကျွန်တော်ဖုန်းမဆိတ်ကနေကနန်းပူပြီးလိုက်မယ်ဟုတ်ပြီနော် ဟုတ်ပြီနော်668 3666ဆိုဆိုတဲ့ဒါကျွန်တော်ရဲ့မူတီကနေဖုန်းနံပါတ်ဒီဖုန်းနံပါတ်ကိုဖုန်းမက်ဆေ့ချ်ကနေဟာနိုင်ဟိုင်းပြီးကျွန်တော်ခဏပို့ပြီးလိုက်မယ်ဟုတ်ပြီနော်ဟုတ်ပြီနော်နော်အဲ့တော့ဇာတုပတ်တိမကြိုက်ဘူးမလိုက်ချင်ဘူးရတယ်ဒီနေ့အခွေလိုက်ချင်တယ်မလားဒီနေ့သုံးဖုန်းခွေဘူးပါလိုက်မဟုတ်ဘူးမူကနန်းလိုက်ချင်တယ်ရသေးတယ်ဒီမှာမူကနန်းလာမဟုတ်ဘူးပေါ်ဝရိတ်လိုက်ချင်တယ်တိချောက်ရိတ်လိုက်တိုက်တာဟုတ်လားနော်တိုက်တာလို့မိုက်တာလို့ကျွန်တော်ကိုဒီမှာအဓိကကိုစိန်ချမ်းကဟိုပဲရေးကြည့်တယ် ကိုပဇာနဲ့ကိုလိုရတဲ့တော်တွင်းမှာစိတ်ဆင်းရဲခံတဲ့ကိုစိတ်ချမ်းသာတာပဲကိုလို့ဟုတ်ပြီနော်ကဲအဲ့တော့အားလုံးပိုင်းပါချဲရတော့ကျွန်တော်တို့ကတွတ်ပဲရတယ်ဒီဘက်ကဒီဒီဘက်တည်းတွတ်ပဲရတယ်သုံးလုံးတူပတ်လည်ထူမှဆိုတော့ရမယ်ဒါမဲ့သုံးလုံးတူတွတ်ပဲရတယ်ကဲအဲ့တော့အားလုံးပိုင်းပါနောက်ရက်ကြမှာပြန်တွေ့ကြမှာနော်နောက်နောက်ရက်တွေကြမှာပြန်တွေ့ကြမှာ